မင်္ဂလာပါခင်ဗျာ The Deep Dive ကနေပြန်လည်ကြိုးဆိုပါရစေမြန်မာနိုင်ငံရဲ့ယာဒီဥတို့ကိုအဖော်ရန်ချိလိုက်ရင်တော့အေးဆေးဆေးတာယာနေတယ်လို့ထင်ရတယ်နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ပဝန်ကျင်ပင်လယ်ပြင်ဒီမှာတော့အခြေအနေတွေကတော်တော်လေးကိုလုတ်ရှားကြကြွနေပါတယ်တလုံးပီးတလုံးမုံတိုင်းတွေထစ်ပေါ်နေတာကဒီနေ့ကျွန်တော်တို့အတ္တိကစိတ်ဝင်စားပြီးလေးလာသုံးလက်ချီးခြင်းတဲ့အကြောင်းအရာပါပဲဟုတ်ပါတယ်ရှင် ပဝိုင်းညမှာမုံတိုင်းတွေဝိုင်းနေပေမဲ့မြမပြီးတွင်းကအခြေအနေကဘာကြောင့်ငြိမ်သက်နေရသလဲဆိုတဲ့အကြောင်းရင်းတွေကိုဒီနေ့တုံသက်ချက်တွေကနေတစ်ဆင့်ရှင်းရှင်းလင်းလင်းမြင်လာရမှာပါ။ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့အဓိကအဆွေးနွေးမှာကတော့လာမယ့် November လ30ရက်နေ့အတွက်မိုးလေဝသခံမှန်းချက်တွေကိုအသေးစိတ်လေ့လာတုံသက်သွားဖို့ပါပဲ။အဓိကကတော့ဘင်္ဂလားပင်လယ်အော်ထဲက Cyclone Mumbai Ditwa နဲ့တောင်တုပင်လယ်ထဲက Typhoon Mumbai Kodoro ရဲ့နောက်ဆုံးအခြေအနေတွေပေါ့။ သူတို့ကြောင့်မြန်မာနိုင်ငံအပေါ်ဘလို့တက်ရောက်မှုတွေရှိနိုင်မလဲဆိုတာကိုအဓိကထားဆွေးနွေးတော့မှာပါ။ကောင်းပါပြီ။ဒါဆိုရင်တော့ကျွန်တော်တို့နေအနည်းဆုံးဖြစ်တဲ့ဘင်္ဂလားပလယ်အော်ထက်ကဆိုက်ကလုန်းမွန်တိုင်းဒစ်တွာနဲ့ဆက်လက်ကြရအောင်။နိုဝင်ဘာလ29ရက်နေ့ညနေပိုင်းနောက်ဆုံးထုတ်ပြန်ချက်အရသူ့ရဲ့လက်ရှိတည်နေရကဘယ်နာမှာလဲခင်ဗျာ။ဒီဘွားကလေးဘင်္ဂလားပလယ်အော်အနောက်တောင်ပိုင်းမှာပါ။တီလီလန်ကာနိုင်ငံမြောက်ပိုင်းကမ်းခြေအနီးမှာဗိုလ်ပြူနေလေလို့ဆိုရမှာပါ။ ။အော်ဒီဒီလန်ကာနာမဟုတ်ပါတယ်။ပိုပြီးတီတီကြကြပြောရရင်မြန်မာနိုင်ငံကိုကိုချွမြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်965မိုင်လောက်မှာရှိနေတာပါ။ရေမိုင်600နီးပါးလောက်ဆိုတော့တော်တော်လမ်းလည်တော့ကီလိုမီတာနဲ့ဆို1400ကျော်လောက်တောင်ရှိမယ်။음တော်တော်လေးကိုအလံဝေးတဲ့အကွာဝေးပါပဲရှင်။ဒါမဲ့အရင်ကဒီထက်ဝေးတဲ့မုံတိုင်းတချို့ရဲ့တွေဝိုက်တက်ရောက်မှုရှိခဲ့ဘူးတယ်လို့ကျွန်တော်မှတ်မိနေတယ်။အခု div war က ဘာလို့အဲ့ဒီလောက်တက်ရောက်မှုမရှိနိုင်ရတာလဲသူရဲ့လာရကြောင်ဗလားဒါမှမဟုတ်တခြားအကြောင်းအရာတွေရှိသေးလားခင်ဗျာဒါအရန်ကောင်းတဲ့မိကုန်ပါပဲအဓိကအချက်ကသူရဲ့ရွေ့လျားမှုလမ်းကြောင်းကြောင့်ပါရှင်လက်ရှိအချိန်နေလဲရောခမ်းမန်းချက်တဲ့ရပါသူကမြန်မာနိုင်ငံဘက်ကိုလုံးဝအမ်ဥတီမနေဘူးဟုတ်ကဲ့အဲ့ဒါကြောင့်မို့လို့မိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်မှာဒီစပါကိုအဝါရောင်အဆင့်လို့သတ်မှတ်ထားကြောင်းရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။အော်အဝါရောင်အဆင့်ဆိုတော့ စောင့်ကြည့်အဆင့်လောက်ပဲပေါ့ဟုတ်ပါရှင်ဘလို့ပြောရမလဲစိုးရင်စရာမရှိဘူးဒါပေမဲ့တတိတို့ထားစောင့်ကြည့်နေတဲ့ဆိုတဲ့အတိပ္ပယ်မျိုးပါပဲသူရဲ့အင်အားကောဘယ်အဆင့်လောက်မှရှိနေလဲခင်ဗျညနေ3နာရီခွဲတိုင်းထွာချက်ရဆိုရင်သူရဲ့ဗဟိုချက်လေးဖီယာက698ဟက်တိုပါစကယ်ရှိပါတယ်698ဟက်တိုပါစကယ်ဟုတ်ကဲ့အမြင့်ဆုံးလေတိုင်းတော့ကတနာရီကို45မိုင်နှုန်းရှိပါတယ်ဒီ698ဆိုတာကိုနားလည်လွယ်အောင်ရှင်းပြရင်လဲ မုံတိုင်းတစ်ခုကအရန်အားဖြင့်တဲ့ category 4 5အဆင့်ကိုရောက်လာရင်ဒီကနန်းက940 950အောက်ကိုကျသွားတတ်တယ်။အော်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့998ဆိုတာက cyclone မုံတိုင်းအဆင့်တော့ဟုတ်တယ်ဒါပေမဲ့အားအသင့်အသင့်ပဲရှိသေးတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲရှင်။အားလုံးပြင်းတဲ့အဆင့်တော့မဟုတ်ပါဘူး။ရှင်းသွားပြီ။ဒါဆိုသူ့ရဲ့ခီးလန်းကြောင်ကဘယ်ဘက်ကိုဦးတည်နေမယ်လို့ခန့်မှန်းတာပါတလဲ။သူ့ရဲ့ခီးလန်းကြောင်ကရှင်းပါတယ်ရှင်။ နောက်36နာရီအတင်းမှာမြောက်အနောက်မြောက်ဘက်ကိုပဲဆက်ရွေ့မယ်လို့ခန့်မှန်းထားတယ်။မြောက်အနောက်မြောက်ဘက်ဆိုတော့မြန်မာပြည်နဲ့ပူပူပြီးဝေးသွားမှာပေါ့နော်။အတိအကျပါပဲ။သူကအိန္ဒိယနိုင်ငံဘက်ကိုဦးတည်နေတာပါ။သမင်းနာဒူးပြည်နယ်မြောက်ပိုင်းကမ်းခြေနယ်အင်ဒရာဘာဒက်ရှ်ပြည်နယ်တောင်ပိုင်းကမ်းခြေအနီးကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ နောက်သုံးသက်ချက်တစ်ခုမှလည်းဒီဇမလာ၁ရက်နေ့လောက်မှာအိန္ဒိယကမ်းခြေနီးမှာပဲမုန်တိုင်းငယ်ဖြစ်အားရောသွားနိုင်တယ်လို့ဖော်ပြထားတာကိုတွေ့ရပါတယ်။အဲဒီတော့မြန်မာနိုင်ငံပေါ်တိုင်းရဲ့တက်ရောက်မှုကတော့လုံးဝမရှိသလောက်နေပါတယ်လို့ပြောလို့ရတော့ပေါ့နော်။ဟုတ်ပါတယ်ရှင်။ဒါပေမဲ့တိုင်းရဲ့တက်ရောက်မှုမရှိဘူးဆိုပေမဲ့ပင်လယ်ဒီယံမှာတော့သူရဲ့အရှိန်မြောက်တွေဝိုက်တဲ့တက်ရောက်မှုတွေရှိနိုင်မှာပေါ့နော်။ပင်လယ်သွားမဲ့သူတွေတော့ဘလို့ချင်းနေရှိနိုင်ပါသလဲ။ဒီမှာ၅ပေကနေ9ပေလောက်အထိရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဟွန်း ငါဘီကန်ဒီခုနှစ်ပြီဆိုလုံးဝညင်းနေပင်လဲအနေထားတော့မဟုတ်ဘူးပေါ့ဟုတ်ပါတယ်ဒါကြောင့်ထုတ်ပြန်ချက်ထဲမှာပြည်တွင်းလေကြောင်းလိုင်းနေအထူးသဖြင့်ကန်ယူရန်ဒေတာတွေကိုပြန်တန်းတဲ့လေရင်နေပြီးတော့ကန်နီကန်ဝင်းငါဖန်ရည်ရင်နေနဲ့တင်ပေါ်ဒီကျူတင်သတိပြုကြဖို့အကြံပြုထားပါတယ်ရှင်ကောင်းပါပြီ။ဒါဆိုအနောဘကမုန်တိုင်းကကျွန်တော်တို့ကိုတွေ့ရဒုက္ခမပြေဘူးဆိုတာရှင်းသွားပြီ။ဒါမှမဟုတ်အစမှပြောသွားသလိုအရှိပါမှာလဲတွတ်တဲ့အားကောင်းတဲ့မုန်တိုင်းတလုံးရှိနေသေးတယ်နော်။တစ်ချက်တောင်အနောဘမှာမုန်တိုင်းတလုံးရှိနေချင်းမှာအရှိပါမှာလဲနောက်ကျွန်တော်ရှိနေရဲဆိုတော့ ကျွန်တော်တို့ကညက်နေတဲ့သဘောဖြစ်နေတာပေါ့ဒါတော့တော်တော်လေးစိတ်ဝင်စားစရာအခြေအနေပဲဟုတ်ပါတယ်တကယ်ကိုစိတ်ဝင်စားမှုကောင်းတဲ့အခြေအနေပါအရှိတ်တောင်ရုံးဖြစ်လဲပြင်မှာရှိနေတာကတော့တိုင်ဖုန်းမုန်တိုင်းကုတ်တိုပါသူက this water အင်းအပူကောင်းပြီးလက်ရှိမှာအားကောင်းသောအပူပိုင်းမုန်တိုင်းအစစ်မှရှိနေလေဒီနေရာမှာမေကွန်းတစ်ခုရှိလာတယ်ခင်ဗျအနောက်ဘက်က this water ကိုတော့ cyclone မုန်တိုင်းလို့တုံးပြီးအရှိတ်ကကုတ်တိုကိုတော့တိုင်ဖုန်းမုန်တိုင်းလို့တုံးထားတာတွေ့ရတယ် နမဘက်ကွာတာလားဒါမှမဟုတ်အမျိုးအစားမတူတာလားဆိုတာနည်းနည်းရှင်းပြပေးလို့ရမလား။အော်ဒါကအများစုသိကျင်တဲ့အချက်ပါရှင်။တကယ်တော့သူတို့အားလုံးဟာအပူပိုင်းမုန်တိုင်း Tropical Cyclone အဖြစ်အမျိုးအစားထဲမှာပဲပါပါတယ်။ဖြစ်ပေါ်လက်ပင်လက်ဒီတာကိုလိုက်ပြီးနမဲခေါ်ဝမှုကွာသွားတာပါလေ။အော်နေရာကိုလိုက်ပြီးကွာတော့ကော။ဟုတ်ကဲ့။အိန္ဒိယသမုဒ္ဒရာဆိုလိုတာကဘင်္ဂလားပင်လယ်အော်ကပလီပင်လယ်မှာဖြစ်ရင် Cyclone လို့ခေါ်ပြီးတော့ Pacific အနောက်မြောက်သမုဒ္ဒရာတောင်ကျပင်လယ်တို့ဖိလစ်ပိုင်ပင်လယ်တို့မှာဖြစ်ရင်တိုင်ဖုန်းလို့ခေါ်ပါတယ် Atlantic မှာဖြစ်ကျင်တော့ Hurricane ပေါ့နော်အတိအကျပါပဲရှင် Anecho ကတော့မုန်တိုင်းမြေဆာကအတူတူပဲနေရာအလိုက်နာမည်ပြောင်းထွားတာပါအခုမှပဲရှင်းရှင်းလင်းလင်းတည်တော့လေဒါဆို အားဖို့ကောင်းတယ်ဆိုတော့တိုင်ဖုန်းမုန်တိုင်းကိုတိုရဲ့ခီးလန်းကြောင်းကဘယ်လိုရှိပါသလဲခင်ဗျတောင်းတဲ့ချက်ဒီအရာကိုတိုဟာအနောက်အနောက်တောင်ပိုက်ကိုဆက်ရွေ့ပြီး ဒီဇင်ဘာလနေ့ရက်နေ့မှာဗီယက်နမ်နိုင်ငံရဲ့အရှိတ်ဘက်ကန်ယိုတန်းဒေတာတွေကိုစက်တင်ရောက်ရှိနိုင်ပါတယ်ရှင်ဗီယက်နမ်ကိုဝင်မှာပေါ့ဟုတ်ပါတယ်အဲ့ဒီနောက်ဒီဇင်ဘာ3ရက်နေ့မှာဗီယက်နမ်တောင်ပိုင်းကမ်းခြေကိုတွင်ဟွာမျိုးအနီးကနေကုန်းတွင်းကိုဖျက်ချော်ဝင်ရောက်မယ်လို့ခန့်မှန်းထားပါတယ်ကုန်းတွင်းဝင်ပြီးတဲ့နောက်မှာတော့တခေပြေအားလျော့သွားပြီးဒီဇင်ဘာ၄ရက်နေ့ညပိုင်းလောက်မှာဟိုချီမင်းမျိုးအနီးမှာကုန်းတွင်းလေဖျားနှဲရဝင်အဖြစ်အားပြုတ်အပြည့်ပြည့်သွားမှာဖြစ်ပါတယ် သူခီးလန်းချောင်းကလည်းမြန်မာနိုင်ငံနဲ့တော်တော်လေးလှမ်းနေနေတော့မှာပဲအဆုံးတတ်သွားမှာဆိုတော့တက်ရိုက်တက်ရောက်မှုမရှိနိုင်ပြန်ဘူးမော့မှတ်နာပါရဲ့ရှင်ဒါပေမဲ့ဒီမုံတိုင်းတစ်ခုတည်းနဲ့ဒီဇလန်းကဒီမှဒီမပြီးသေးဘူး။ဟွန်းကျွန်တော်တို့လေ့လာတဲ့သတင်းရင်းမြစ်တွေထဲမှာတတိယမြောက်မုံတိုင်းတစ်လုံးချောင်းလေးပါပါသေးတယ်။သူကတော့စံညာ SNYAR ပါ။တကယ်လားမုံတိုင်းကတုံးလုံးတောင်ဖြစ်နေတာလား။စံညာရဲ့ခြေတွေကကောဘယ်လိုလဲခင်ဗျ။ ဆန်ညာရဲ့ခီးစဉ်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါရဲ့ရှင်။သူကကပလီပင်လဲပြင်တောင်ပိုင်းမလက်ကရဲ့လက်ကြားမှာစခြင်းဖြစ်ပေါ်ခဲ့တာပါ။အာကျွန်တော်တို့နဲ့တော်တော်နီးနီးလေးမှာစဖြစ်ခဲ့တာပဲ။ဟုတ်ပါတယ်။ပြီးတော့မလေးရှားနိုင်ငံကိုဖြတ်ကျော်ပြီးတောင်ရုပ်ပင်လယ်တွေကိုဝင်ရောက်သွားခဲ့တယ်။အဲဒီမှာတင်သူကနာမည်အစ်တရောက်သွားပါတယ်။ Tropical Depression 34ဆိုပြီးတော့ပါ။လက်ရှိခံမှန်းချက်ကြီးကတော့သူကအနိုဝင်ဘာလ30ရက်နေ့ညပိုင်းမှာပဲ။ လေဖီယာနဲ့ရက်ဝင်အဖြစ်အပြောကြရသွားနိုင်ပါတယ်ရှင်နမေကြောင်းသွားလဲဆိုတာကစိတ်ဝင်စားစရာပဲဘာကြောင့်နမေကြောင်းသွားရလဲဘာကြောင့်လဲဆိုတော့သူကမူလဝတ္တဒေတာ meteorological basin တစ်ခုကနေနောက်တစ်ခုကိုကူးပြောင်းသွားလို့ပါသူစားဖြစ်ခဲ့တဲ့ကပလီပင်လေဟာအိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမိုးလေဝသဒေသချင်းမှာပါဝင်တယ်။အဲဒီကနေမလေးရှားကိုဖြတ်ပြီးသူရောက်သွားတဲ့တောင်တရုတ်ပင်လယ်ဟာပစိဖစ်အနောက်မြောက်သမုဒ္ဒရာမိုးလေဝသဒေသထဲမှာရှိနေတာလေ။အော် ပင်လင်းနှစ်ခုကိုဖြတ်သွားတာကိုဟုတ်ပြီဒီလိုမိုးလေဝသဒေတာတစ်ခုကနေနောက်တစ်ခုကိုကူးသွားတဲ့အခါမုန်တိုင်းကိုအမိတသက်မှတ်ပေးရတာကနိုင်မျက်နှာကမိုးလေဝသစီမင်တစ်ခုပါပဲဒါကမိုးလေဝသပညာရှင်နေမုန်တိုင်းနေကိုဘလို့ချေရခန့်ခွဲခြားတတ်မှတ်တဲ့ဆိုတာကိုပြတဲ့စိတ်ဝင်စားစရာအချက်တစ်ခုပါရှင် ဆိုတော့အနောက်မှာဒစ်စွာအရှေ့မှာကိုတိုပြီးတော့ကပလီပင်လေကနေတောင်းတရုပ်ပင်လေတဲ့ကူးသွားတဲ့ဆန်ညာရင်အချွင်းကြံနေနေဆိုတော့နိုဝင်ဘာလကုန်ပိုင်းကဒေတာရင်းမိုးလေဝါတက်တဲ့တော်တော်လေးကိုပွဲတော်ဖြစ်နေတဲ့ကာလလို့ပြောရမှာပဲဒေချပါပဲဒါပဲဒီအချက်လက်ဒီအားလုံးတည်းကနေမြန်မာနိုင်ငံအတွက်အဓိကမတားရမှာကတော့ဒီမုန်တိုင်းတွေရဲ့တိုက်ရိုက်တရောက်မှု လုံးဝမရှိနိုင်ဘူးဆိုတဲ့အချက်ပါပဲဒါကတော့အဓိကချက်ပဲနော်ဟုတ်ပါသုံးသချက်တစ်ခုမှဆိုရင် ဖြစ်ပေါ်နေသောမုံတိုင်းများမုံတိုင်းအကျဉ်းချံများသည်မြန်မာနိုင်ငံအပေါ်တက်ရောက်မှုမရှိနိုင်တော့ပါဆိုပြီးအတီးလင်းဖော်ပြထားပါတယ်။တကအားလုံးအထက်စိတ်အေးစင်မဲ့တဲ့ရင်စကားပါပဲရှင်။နောက်ပြီးကိုတိုနဲ့ပတ်သက်ပြီးသုံးသက်ချက်တစ်ခုမှာသူဟာ2025ခုနှစ်မုံတိုင်းရသည်ရဲ့နောက်ဆုံးမုံတိုင်းတလုံးထီလာနိုင်တယ်လို့သုံးသက်ထားပါတယ်။ဩဒီနေ့အထက်နောက်ဆုံးတလုံးဖြစ်နိုင်တယ်ပေါ့။ဟုတ်ပါတယ်။ဒါပေမဲ့ချင်းချက်တစ်ခုတော့ရှိတယ်လေ။ ဒီဇင်ဘာခုနှစ်ရက်နေ့လောက်မှာဖိလစ်ပိုင်ကနေဝင်လာနိုင်တဲ့လေဖျားနယ်ရဲ့ဝန်ကသာမုန်တိုင်းဖြစ်မလာခဲ့ရင်ပေါ့ Okay ဒါဆိုဒီအခြေအနေဒီအားလုံးကိုခြုံလိုက်ရင်မနက်ဖြန်နိုဝင်ဘာလ30ရက်နေ့အတွက်မြန်မာနိုင်ငံရဲ့ယာတီဥတုကဘလို့ဖြစ်နေမလဲပတ်ဝန်းကျင်မှာမုန်တိုင်းတွေဝိုင်းနေပြီမြင်မြန်မာပြည်ကယာတီဥတုကဘလို့ဖြစ်နေမလဲခင်ဗျာမုန်တိုင်းတွေရဲ့တိုက်ရိုက်တက်ရောက်မှုလုံးဝမရှိတဲ့အတွက်မနက်ဖြန်အတွက်ခမန်းကျဲကအတော်လေးရှင်းလင်းပြီးတာယာတဲ့အနေအထားမှာရှိပါတယ်ရှင် နေ့စဉ်မိုးလေဝသတရင်ထုတ်ပြန်ချက်အရဆိုရင်တိုင်းဒေသကြီးနဲ့ပြည်နယ်အများစုမှာအများအပြင်းတာယာမီလို့ခန့်မှန်းထားပါတယ်။အများအပြင်းတာယာမယ်ဆိုပေမဲ့တချို့နေရာတွေမှာတော့တိမ်ကလေးငယ်ရှိနိုင်သေးတယ်လို့ဆိုထားတယ်နော်။ဟုတ်ပါတယ်။အသေးစိတ်ကြည့်မယ်ဆိုရင်စစ်ကိုင်းတိုင်းဒေသကြီးအချက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးခချင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတော့တိမ်ထင့်အထင်အထင်ဖြစ်ထွန်းနိုင်သည်လို့ဖော်ပြထားပါတယ်။อืมဒါပေမဲ့ဒါကမိုးရွာနိုင်တဲ့အခြေအနေမျိုးတော့မဟုတ်ဘူးပေါ့။ ဟုတ်ပါဦးရှင်တိမ်အနေနဲ့ရှိနိုင်တဲ့အခြေအနေလောက်ပါပဲအကြီးကမျိုးကြီးတဲ့ဖြစ်တဲ့နေပြီးတော့ရန်ကုန်မန္တလေးနဲ့အနီးတစ်ဝိုက်မှာတော့အများအားဖြင့်တာယာမီလို့လည်းတိတိကျကျဖော်ပြထားပါဗျ။ဒါကြောင့်နိုဝင်ဘာလရဲ့နောက်ဆုံးနေ့ဖြစ်တဲ့တနင်္ဂနွေနေ့မှာယာဒီဥလူကတော့အတော်လေးကောင်းမွန်နေမှာတည်ချရတယ်နော်။ဟုတ်ပါတယ်ရှင်။ဒါမှမဟုတ်အပူချိန်ကတော့ဘလို့လဲကျွန်တော်တို့လေးလာတဲ့တနင်္ဂနွေမြတ်တစ်ခုရဲ့ခေါင်းစဉ်ကတော်ပေမဲ့တော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်။ ရန်ကုန်မြို့မှာဒီဇင်ဘာလ19ရက်များတွင်ပို့၍အေးပါအောင်မယ်တဲ့ဒီအချက်ကမနေ့ဖြန်အတွက်ခတ်မှန်းချက်နဲ့ဘလို့ဆက်ဆက်နေလေခင်ဗျဒါကနောက်နေ့ရက်အတွက်ခတ်မှန်းချက်နဲ့တိုက်ရိုက်ဆက်ဆက်နေတဲ့လုံကောင်းတဲ့အချက်တစ်ချက်ပါရှင် Daily Storm Tracking and Myanmar Weather Bulletin တက်ကနောက်နေ့ရက်အတွက်ခတ်မှန်းချက်မှာနေ့ပြီးတော့ရန်ကုန်တိုင်းမန္တလေးတိုင်းဖဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းအေရဝတီတိုင်းကြာပီနယ်ချင်းပီနယ်နဲ့ ရှမ်းပြည်နယ်ရိုမှာညအပူချင်းနဲ့အနှဲငယ်ရော့နေနေမယ်လို့ခန့်မှန်းထားပါတယ်ရှင်။ဟောဆိုတော့နေဗဒေတာယာနေပြီမဲ့ညဗဒီမှာတော့အေးအေးရက်ပူလာမယ်ဆိုတဲ့သဘောပေါ့။ညဗဒီပူရေးလာမယ်ဆိုတော့ရန်ကုန်ကကျွန်တော်တို့အတက်တော့ဆောင်းအထူးလီဒီပြန်ထုတ်ရမယ်ချင်းရောက်ပြီပေါ့။အတိအကျပါပဲ။အဲ့ဒီခန့်မှန်းချက်ကရန်ကုန်မှာပူအေးလာမယ်ဆိုတဲ့ခေါင်းစဉ်နဲ့လည်းတိုက်ဆိုင်နေပါတယ်။ဒါဟာမြန်မာနိုင်ငံကိုမြောက်ဘက်ကနေအေးမြ၆တွေ့တဲ့လီတွေစတင်ဝင်ရောက်လာတော့မယ်လက္ခဏာဖြစ်ပြီး စောင်းမွေအဆက်ကိုစတင်ခန်းစားရရမယ်ဆိုတဲ့သဘောပါပဲ။ကောင်းပြီ။ဒါကြောင့်နိုဝင်ဘာ30ရက်နေ့မှာ နေ့ဘက်မှာတာယာပြီးညဘက်မှာတော့အရင်ရက်တွေထက်အနည်းငယ်ပိုအေးလာတာကိုခန်းစားရနိုင်တယ်ပေါ့နော်။ဟုတ်ပါတယ်ရှင်။ကောင်းပါပြီ။ဒါဆိုရင်တော့ဒီနေ့ကျွန်တော်တို့လေးလာသုံးသပ်ခဲ့တာတွေကိုအချင်းချုပ်ပြန်ကြည့်ကြရအောင်။ဒေတာတွင်ပင်လယ်ပြင်တွေမှာဆိုင်ကလုန်းမုန်တိုင်းဒီစကွာတိုင်ဖုန်းမုန်တိုင်းကိုတူနဲ့စံညာဆိုပြီးမုန်တိုင်းသုံးခုလောက်လှုပ်ရှားနေပေမဲ့ ဘဲမုံတိုင်းကမှမြန်မာနိုင်ငံကိုတိုင်းရိပ်ဥတည်နေရမရှိတဲ့အတွက်ချင်းချုံမှုမရှိပါဘူး။ဟုတ်ပါတယ်။အတိကတက်ရောက်မှုကတော့မုံတိုင်းဒစ်စကွာကြောင့်မြန်မာပင်လယ်ပြင်မှာလိုင်းအမြင့်၅ဘေးကနေ9ဘေးလောက်အထိရှိနိုင်ပြီးလိုင်းအထင်အထင်ရှိနေတာပါပဲ။ဒါကိုတော့ပင်လယ်ထွက်မဲ့သူတွေတတိဖြူဖို့လိုအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါပေမဲ့ကုန်းတွေးပိုင်းရာသီဥတုကတော့နိုဝင်ဘာလ30ရက်နေ့အတွက်နေရာများစုမှာတာယာပြီးညပိုင်းမှာတော့အေးတဲ့အနေငယ်ပိုလာမဲ့အနေထားမှာရှိနေပါတယ်ရှင် ဒီနေ့လေလာမှုကနေနိုဝင်ဘာလ30ရက်နေ့ရဲ့ရာသီဥတုကိုခြုံငုံပြီးရှင်းရှင်းလင်းလင်းသိရှိသွားမယ်လို့မျှော်လင့်ပါတယ်ဒီဆွေးနွေးမှုအစုံမှာနောက်ဆက်တွဲစဉ်းစားစရာအတွေ့အကြုံထားခဲ့ခြင်းပါတယ်ခင်ဗျာကျွန်တော်တို့လေ့လာခဲ့တဲ့သတင်းရင်းမြစ်တွေအထက်မှာတိုင်ဖုန်းမုန်တိုင်းကိုတိုဟာ2025ခုနှစ်ရဲ့နောက်ဆုံးမုန်တိုင်းဖြစ်နိုင်တယ်လို့ဖော်ပြထားတယ်လीဒါကစိတ်ဝင်စားစရာမေခုံးတစ်ခုကိုမွေးထုတ်ပေးလိုက်ပါတယ်မိုးလေဝသပညာရှင်တွေကမုန်တိုင်းရာဒီတစ်ခုတရားဝင်ပြီးဆုံးသွားပြီလို့ ဘယ်လိုအချက်လက်တွေဘယ်လိုဆန်နှုံးနေနဲ့ဆုံးဖြတ်ကြသလဲဟုတ်တယ်နော်စဉ်းစားစရာတော့ပဲပြီးတော့မုံတိုင်းရာတွေတခုကပုံမှန်တဲ့ software တမဟုတ်နောက်ကြပြီးမှကုံဆုံးသွားတာပါလာမယ့်နှစ်ရဲ့ရာသီဥတုပုံစံတွေပေါ့ဘယ်လိုမျိုးတက်ရောက်မှုတရှိနိုင်မလဲဆိုတာကတော့ဆက်လက်ပြီးလေ့လာစူးစမ်းစရာအကြောင်းအရာတစ်ခုပါပဲရှင်ကတ္တဒီပိကန်နေချိုးဆိုပါတယ်ဒီနေ့က2020ခုနှစ်နိုဖင်ဘာလ29ရက်နေ့ပါဒီနေ့ကျွန်တော်တို့ဆွေးနွေးတုံးတက်ကြမှာကတော့လာမယ့်နိုဖင်ဘာလ30ရက်နေ့နေ့ရက်ပိုင်းတွေတွေ့ မြန်မာနိုင်ငံရဲ့မူးလေဝသအခြေအနေကြောင့်ပဲဖြစ်ပါတယ်။အခုဘင်္ဂလားပင်လယ်ော်မှာဆိုက်ကလုန်းမုန်တိုင်းဒေသဝါဖြစ်ပေါ်နေသလို um ဒေတာတွေ့မှာလည်းတခြားမူးလေဝသထွက်ရှင်တွေရှိနေတော့ဒီအချက်လက်တည်းအပေါ်မှာအမြင်တစ်ခုကိုကျွန်တော်တို့ဆွေးနွေးကြည့်ကြအောင်မယ်။ဟုတ်ကဲ့ဆိုတော့ဒီနေ့ကျမတို့အဓိကငင်းခုံမဲ့မိခွန်းကတော့တော်တော်လေးရှင်းပါရဲ့ထုတ်ပြန်ထားတဲ့မိုးလေဝသခမှန်းချက်တည်းရမုန်တိုင်းတစ်ထွားဟာမြန်မာနိုင်ငံကိုတိုက်ရိုက်မလာဘူးဆိုတော့ကျမတို့တကယ်ပဲစိတ်အေးလက်အေးနေလို့ရပြီလား ဒါမှမဟုတ်အဲလာတီတက်တစ်ခုလုံးမှာမုံတိုင်းတွေဆက်တိုက်ခစ်နေတဲ့ပိုးကျဲပြတ်နေချီနီကိုကြည့်ပြီးပူပြီးတတိကြီးကြီးနဲ့စောင့်ကြည့်တဲ့သလားဆိုတဲ့အချက်ပါပဲကျွန်တော်စပြောရရင်တော့အဓိကကတော့တရားဝင်ထုတ်ပြန်ချက်တွေကိုအခြေခံပြီးပြောချင်ပါတယ်မုံတိုင်း disk wire ရဲ့လမ်းကြောင်းကမြန်မာပြည်မဟာကြီးဘက်ကိုဦးတည်မနေတဲ့အတွက်အဓိကစိုးရင်စရာမရှိဘူးအခြေအနေကထိန်းချုပ်နိုင်တဲ့ဆင့်မှာပဲရှိတယ်လို့ကျွန်တော်မြင်ပါတယ် မကတော့အဲ့ဒီနေရာမှာနည်းနည်းလေးသဘောကွဲလွဲချင်တယ်။မုံတိုင်းတစ်ခုတည်းရဲ့လမ်းကြောင်းကိုပဲကြည့်ပြီးကောက်ချက်ချဖို့ကနည်းနည်းစောလွန်တယ်လို့ထင်တယ်။ဟာအိန္ဒိယသမုဒ္ဒရာနဲ့ပစိဖိတ်သမုဒ္ဒရာမှာတပြိုင်တည်းချင်းဖြစ်ပေါ်နေတဲ့မုံတိုင်းစနစ်ရဲ့အပြာလန်ဆက်ဆက်မှုကပိုပြီးရှုပ်ထွေးပြီးမတည်ငြိမ်တဲ့အခြေအနေတစ်ခုကိုညွန့်ပြနေတာမို့လို့ကျမတို့ပိုပြီးပတ်ဆုံးစိလ္လာဖို့လိုတယ်လို့တင်ပြချင်တယ်။ကောင်းပါပြီ။ဒါဆိုကျွန်တော်ရဲ့ယက်တီချက်ကိုအရင်ဆုံးအသေးစိတ်ချင်းပြပါပါစေ။ကျွန်တော်အဓိကကိုးကွယ်ချင်တာကဒီနေ့ညနေ၄နာရီမှာ နောက်ဆုံးထုတ်ကန်ထားတဲ့မွန်တိုင်းတည်င်းမဆင်30နှစ်တလောက်25ပါပဲအဲ့ဒီမှာရှင်းရှင်းလင်းလင်းပြောထားတာကဆိုင်ကလုန်းမွန်တိုင်းဒေဝါဟာမြန်မာနိုင်ငံဘက်ကဦးတည်ရွေးလာမဲ့အခြေအနေမရှိဘူးဒါကြောင့်အဝါရောင်အဆင့်လိုပဲတတ်မှတ်ထားတယ်ဒီနေရာမှာအဝါရောင်ဆင့်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ဒါကသတိရှိပါစောင့်ကြည့်ပါလို့ပြောတာပါအေးရေပေါ်အခြေအနေပြတဲ့အနီရောင်အဆင့်လိုအိမ်ထဲမှာပဲနေပါ ါမှမဟုတ်လင်မုံရောက်ဆက်လို့ချူတင်းပင်ဆင်မှုတွေလော့ပါလို့ဆိုတော့တာမဟုတ်ပါဘူး။ဒါပြန်မုံတိုင်းတီနီယာကိုကြည့်လိုက်ရင်မြန်မာနိုင်ငံကိုကိုရွမြော့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်ကွာကိုစင်ကမ်းမိုင်လောက်မှာရှိနေတယ်။ဆိုလိုတာကအလွန်အလောင်းဝေးတဲ့ညံမှာပါ။သူ့ရဲ့ရွေလျားမှုကလည်းအိန္ဒိယနိုင်ငံတမင်နာဒူနဲ့အင်ဒရာပရဒက်စ်ကမ်းခြေဘက်ကိုပဲဦးတည်နေတယ်။ဒါကြောင့်မြန်မာနိုင်ငံကုန်းလင်းပိုင်းနဲ့တိုက်ရိုက်ပတ်သက်မှုမရှိတဲ့လောက်ပါပဲ။တကူတဲသောတတိပိတ်ချက်ကမြန်မာပင်လယ်ပင်မှာ လာရမင်း၅ပေကနေခုနှစ်ပေချီရှိနိုင်တယ်ဆိုတာပဲဒါကလွင်းရင်နီးပြီးတော့ရန်ကုန်မန္တလေးအပါဝင် ပြည်မဒေတာ အများစုမှာရာဒီယိုဒုတာယာမေလို့ခန့်မှန်းထားတာကြောင့်ပြည်သူလူထုအနေနဲ့အထိတ်တလန့်ဖိဆရာမရှိဘူးလို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ရှင်ပြောသောရဲ့အခြေလက်တွေကတရားဝင်ထုတ်ပြန်ချက်တွေကအတိုင်းဆိုတော့မှန်ပါတယ်ဒါပေမဲ့ကျမမြင်တာကအဲ့ထုတ်ပြန်ချက်တခုလည်းကိုပဲကြီးနေမျက်စိတစ်ဖက်ပိတ်ပြီးကြီးနေသလိုဖြစ်သွားနိုင်တယ်ဒေဝတခုလည်းကိုအာယုံစိုက်နေတာက ဇလန်ရဲ့ခန္ဓာခန့်ကိုပဲဖက်လိုက်ရတယ်လို့ပါပဲဟုတ်တယ်ဒေဝါကအိန္ဒိယဘက်ကိုဥတီနေတယ်ဒါပေမဲ့ခဏလေးခေါင်းကိုရှေ့ဘက်လည်းကြည့်လိုက် တောင်တရုတ်ပင်လယ်ပြင်မှာအားကောင်းတဲ့အပူပိုင်းမုန်တိုက်ကိုတိုကဗီယက်နမ်နိုင်ငံဘက်ကိုဥတီနေတယ်ဒါရင်ဘဲလားဆိုတော့မဟုတ်သေးဘူးလွန်ခဲ့တဲ့ရက်ပိုင်းကကပလီပင်လယ်ပြင်ကနေဖြတ်လာတဲ့မုန်တိုင်းဆင်ညာရဲ့အကျွမ်းရံကပဲအခု Tropical Depression 34အဖြစ်နဲ့တောင်တရုတ်ပင်လယ်ထဲမှာပဲရှိနေတော့ ဒီနေရာမှာ tropical depression ဆိုတာမုန်တိုင်းဆင်းရဲအာနဲ့သွားပေမဲ့စနစ်တကျလည်းပတ်နေသည့်မိုးရေရွာသွင်းနိုင်တဲ့ဒိန်တိုင်နဲ့မိုးလေဝသစနစ်တစ်ခုအဖြစ်ရှိနေတော့ဆိုတဲ့အထိပဲပါဆိုတော့ချုပ်ပြောရရင် data တစ်ခုလုံးမှမုန်တိုင်းဒါမှမဟုတ်မုန်တိုင်းရဲ့ဆင်ရှိတဲ့စနစ်၃ခုနီးပါးတပြိုင်တည်းအသက်ဝင်နေတာဒါဟာလေထုတွေမှာစွန့်ရင်လေရှုပ်ရက်ခတ်နေတယ်လို့ပဲ data တစ်ခုလုံးရဲ့လေထုစွန့်ရင်ကတမန်ထက်အမကြီးပိုပြီးလှုပ်ရှားနေပြီးမတည်ငြိမ်ဘူးဆိုတာကိုပြနေတဲ့လက္ခဏာပဲနောက်ပြီး တိုက်ရိုက်တိုက်ရောက်မှုမရှိဆိုတဲ့စကားလုံးကိုလည်းကျွန်မတို့သတိထားရမယ်။ကုန်းတွေမိုင်းအထာမှနိုင်ပေမယ့်ပင်လယ်ပြင်မှာလိုင်း၅ဘယ်ကနေ9ဘယ်ထိကြီးမယ်ဆိုတာကရေချောင်းသွားလိုက်ရေကန်နီကန်ဝေ၅ဖန်လုပ်ငန်းတွေအတွက်တကယ့်ကိုတိဖာထင်ရှားတဲ့စီးပွားရေးနဲ့ဘေးကင်းရေးဆိုင်ရာတိုက်ရောက်မှုပဲ။ဒါကိုတမန်ချက်တစ်ခုအနေနဲ့ရှော့တွက်လို့မညာဘူးလို့ကျွန်မမြင်တယ်။ခနာပြောတဲ့ဒေတာတွေမွန်တိုင်းနေအကြောင်းကစိတ်ဝင်စားစရာပါ။ဒါပေမဲ့ကျွန်တော်တို့ကလက်တွေ့ကြကြစဉ်းစားဖို့လိုတယ်လို့ထင်တာ ਨੇ ခင်ဗျားပြောတဲ့မတည်ငြိမ်မှုဆိုတာမှန်နေမယ် ဒါပေမဲ့လက်တွေ့မှာအဲ့ဒီမုန်တိုင်းတွေအားလုံးကမြန်မာပြည်မကြီးနဲ့မိုင်ထောင်ကြီးဝေးနေတာလေအဲ့ဒီလောက်အဝေးကစွိုင်းရင်တွေကဒီမှာတကယ်ရောတက်ရောက်မှုရှိနိုင်လို့လားခမန်းချက်တွေထက်မှာရောဒါကိုထိတွေ့ထားတဲ့အထောက်အထားရှိတလားအဝါရောင်အဆင့်လို့တတ်မှတ်ထားတာကိုပဲကြည့်လေအန်ရရှိရင်တက်ဆိုင်ရာဌာနတွေကဒီတဲ့ပိုပြင်းထန်တဲ့တတိပိတ်ချက်တွေထုတ်ကြအောင်ပါပေါ့အခုကစောင့်ကြည့်အဆင့်မှာပဲရှိနေတာ နိုဘေမာလာ30ရင်းဤအတက်ခမှန်းချက်ကိုအသေးစိတ်ကြည့်ရင်နေပြီးတော့ရန်ကုန်မန္တလေးလိုအ धिक မြို့ကြီးတွေမှာအများဖြင့်တာယာမီလိုတိတိကျကျကိုဖော်ပြထားတယ်။စစ်ကိုင်းအထက်ပိုင်းတနင်္သာရီကချင်းကရင်မုံတို့မှာတော့တိမ်အတင်းအနှင်းဖြေထုတ်မယ်လို့ပဲဆိုထားတာ။မိုးရွာမယ်လို့တော့မခံမှန်းထားဘူး။ဒီချက်တွေကကွန်တွင်းပိုင်းနေပြည်သူတွေအထက်စိုးရင်စရာမရှိဘူးဆိုတာကိုခိုင်ခိုင်မာမာတက်ထွေပြနေတယ်မဟုတ်လား။ကျမကတော့အဲ့ဒီတက်ရောက်မှုမရှိဆိုတာကိုနည်းနည်းလေးစောရကတတ်ချင်လဲဟုတ်တယ်။ မုံတိုင်းဘို့တိုက်ရိုက်မဖက်ဖို့ဒါပေမဲ့တွဲဝိုက်ကက်တယောက်မှုတွေကိုကျမတို့လစ်လူရှူလို့မရဘူးခုနပြောတဲ့လိုင်းအမျက်၅ဘေးအနေနဲ့9ဘေးဆိုတာကံရိုတန်တိရာတွေနဲ့ပင်လဲပင်လုံကန်းတဲ့အတွက်တကယ်တကိုအရေးကြီးတဲ့တယောက်မှုတွေဒါပြင်နောက်နှစ်ရက်အတွက်ခမန်းချက်ထက်မှာကျမကိုတော်တော်လေးစဉ်းစားစရာဖြစ်သွားစေတဲ့အချက်တစ်ခုပါနေတယ်နေပြီးတော့ရန်ကုန်မန္တလေးပဲခူးမကွေးအရာဝတီအပါဝင် တိုင်းနယ်ပြည်နယ်အများစုမှာ ညအပူချိန်ညအနှဲငယ်ရော့နေနေမိဆိုတဲ့ခံမှန်းချက်ပဲဒါပါကြောင့်ဖြစ်မလဲဒီလိုအချိန်မှာညအပူချိန်နည်းနည်းကြတာပုံမှန်ပဲလို့ထင်နိုင်ပေမဲ့ဒီလောက်ကြီးမားတဲ့မုန်တိုင်းစစ်နစ်တွေဒေတာတွေမှာဖြစ်နေတာနဲ့ဒါကတိုက်ဆိုင်နေတယ်မိုးလေဝသပညာရတာကို tele connection လို့ခေါ်တယ်ဆိုလိုတာကဒီမုန်တိုင်းကြီးတွေကပုံနွေးဆွတ်ဆိုတဲ့လေတွေကိုအပေါ်ကိုအကြီးကျယ်ဆွဲတဲ့နေတဲ့အခါလေဟာနေလို့ဖြစ်သွားတဲ့နေရာကို မြောက်ပါကအေးတဲ့လေတွေအလွယ်တကူဝင်ရောက်လာတာမျိုးဖြစ်နိုင်တယ်ဘလောက်ကြေပြန့်လဲဆိုတာကိုပြတဲ့တက်တီတခုပဲအဲ့ဒီအချက်ကတဘာဝကြပါတယ်ဒါပေမဲ့မုန်တိုင်းတစ်ခုချင်းစီရဲ့ပထိုးပြီးရင်အနေထားကိုလည်းခွဲခြားပြီးကြည့်ရမယ်လို့ကျွန်တော်ထင်တယ်ကိုတိုမုန်တိုင်းကတောင်ရုပ်ပင်လယ်မှာဖြစ်နေပြီးမြန်မာနိုင်ငံနဲ့တိုက်ရိုက်မသက်ဆိုင်ဘူးသူလမ်းကြောင်းကဗီယက်နမ်ဘက်ကိုပဲဥတည်နေတာစင်ညာကလည်းအာယောပြီးပြက်ပြဲတော့မယ်တစ်ဆွာကတော့အိန္ဒိယဘက်ကိုသွားနေတယ် ဒီတော့မုံတိုင်းတစ်ခုစီကိုသူ့ရဲ့လမ်းကြောင်းသူ့ရဲ့ပင်လယ်ပြင်နဲ့တီးခြားစီခွဲပြီးသုံးသပ်တင်တယ်လေအလုံးကိုတပေါင်းနဲ့စင်ခါပြီးဒီဒေတာကြီးတစ်ခုလုံးမတည်ငြိမ်ဘူးလို့ကောက်ချက်ချက်လိုက်တာကမလိုအပ်တဲ့စိုးရင်ပူပန်မှုတွေကိုဖန်တီးရရောက်နေတယ်အချက်လက်ကိုအခြေခံပြီးတိတိကျကျပြောရရင်မြန်မာနိုင်ငံအတွက်စိုးရင်စရာအကြောင်းမရှိသေးပါဘူးအဲ့ဒီအချက်ကိုတော့ကျွန်မလုံးဝသဘောမတူဘူးမိုးလေဝသစနစ်ဆိုတာနိုင်ငံနယ်နေမိတ်တွေ ြင်လဲအမိတွေနဲ့ခွဲခြားထားလို့ရရဲ့အရာမဟုတ်ဘူးအားလုံးကတစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့လေရုစနစ်ကြီးတစ်ခုရဲ့အစိတ်ပိုင်းတွေပဲဒီမုန်တိုင်းသုံးခုကဘီလီရဲ့ခုံပေါ်ကဘောလုံးတွေလိုပဲတလုံးကနောက်တလုံးကိုဘလို့သွားထိပြီးလမ်းကြောင်းပြောင်းသွားမလဲဆိုတာပြောဖို့ခက်တယ်အိန္ဒိယသမုဒ္ဒရာနဲ့ Pacific သမုဒ္ဒရာက မုန်တိုင်းတွေဟာဒေသတစ်ခုလုံးရဲ့လေရုစီကြောင်းတွေဖိအားစနစ်တွေပေါ်အပြန်အလှန်တက်ရောက်မှုရှိတယ် အကောင်းဆုံးဥပ္ပံကဆေညာမုံတိုင်းပဲသူကကပလီပင်လေကနေထိုင်းနိုင်ငံကိုဖြတ်ပြီးတောင်တယုတ်ပင်လေလေးကိုဝင်သွားတော့ထီရီ34ဆိုပြီးနာမည်တပစ်လက်ရလေဒါဟာပင်လေနှစ်ခုကိုဖြတ်ကျော်သွားရတဲ့အတွက်မိုးလေဝတစနစ်တည်းရဲ့ဆက်ဆက်မှုကိုပြနေတဲ့ဌာလီကပဲဒီလိုမတူညီတဲ့ပင်လေပြင်းနေမှာအားကောင်းတဲ့မုံတိုင်းတွေတပြိုင်တည်းဖြစ်နေတဲ့ဆိုပြီးဖြစ်စဉ်ကိုယ်တိုင်ကပုံမှန်မဟုတ်တဲ့လေရုဆွမ်းရင်လှူရှားမှုကြီးတစ်ခုကိုပြနေတာ ဒါရဲ့အဓိကအန်ဒီယာကပါလဲဆိုတော့မိုးလေဝက်ဇက်ခမန်တဲ့မော်ဒယ်ရဲ့တိကျမှုကိုရောကြစေတယ် ဒစ်စတောဝါရဲ့လမ်းကြောင်းကအိန္ဒိယကိုပါလည်လို့မတဲ့တွေကပြနေပေမဲ့ဒီလိုရှုပ်ထွေးနေတဲ့လေထုအခြေအနေကြီးချင်းမှာမထင်မတဲ့လေစီကြောင်းတစ်ခုကသူ့ကိုနည်းနည်းလေးတွန်းလိုက်တာနဲ့လမ်းကြောင်းကတိတိတတာ ပြောင်းသွားနိုင်တယ်။အတိတ်ကတင်းခတ်စာတွေလည်းရှိခဲ့ဘူးတယ်လေ2008ခုနှစ်ကနာဂစ်မုန်တိုင်းတောင်အစာပိုင်းခမန်းချက်တွေကဘင်္ဂလားဒေ့ရှ်အိန္ဒိယနစ်ဆက်ဘက်ကိုဥတီမယ်လို့ဆိုခဲ့တာပဲ။ဒါကြောင့်လမ်းကြောင်းတစ်ခုတည်းကိုကြည့်ပြီးစိတ်ချနေလို့မရဘူး။အတိတ်ကတင်းခတ်စာတွေကအရေးကြီးတာကိုတော့လက်ခံပါတယ်။ ဒါပေမဲ့ကျွန်တော်ကလက်ရှိခမန်းချက်ဒီကိုပဲအခြေခံပြီးပြောရမှာပေါ့ခမန်းချက်ဒီရဲ့ရေရှည်သုံးသက်ချက်ကိုကြည့်လိုက်ရင်အချင်းနေတွေကတင်းငင်မိုးဘက်ကိုပြန်ဦးတည်နေတာတွေ့ရတယ်ခမန်းချက်ဒီရဲ့ယာဒီဝါဟာဒီဇင်ဘာလ၁ရက်နေ့မှာမုန်တိုင်းငယ်အဖြစ်အာရော့သွားမယ်ကိုတိုကလည်းဒီဇင်ဘာ၄ရက်နေ့မှာကုန်းနဲ့လေဖီယာနဲ့ရဝံအဖြစ်အာပြော့ပြပြသွားမယ်လို့ဆိုထားတယ်ဒါအပြင်အရေးကြီးတဲ့သုံးသက်ချက်တစ်ခုကကိုတိုဟာ၂၀၂၅ခုနှစ်မုန်တိုင်းရာသီရဲ့နောက်ဆုံးမုန်တိုင်းဖြစ်နိုင်တယ်ဆိုတဲ့ချက်ပါ ဒါဟာနိုဝင်ဘာလကုန်ဒီဇင်ဘာလဆက်မှာဖြစ်တတ်တဲ့မိုးလွန်ကာလမုန်တိုင်းတွေရဲ့လှုပ်ရှားမှုပြီးဆုံးလို့မယ်ဆိုတဲ့အကောင်းမြင်စရာလက္ခဏာတစ်ခုပဲမဟုတ်လား။ဒါကြောင့်အခုချိန်မှာအစိုးဆုံးကိုကြိုတွေးပြီးစိုးရိမ်နေတာထက်အချက်အလက်တွေကညွန်ပြနေတဲ့တည်ငြိမ်မှုစီဥတည်နေတဲ့လမ်းကြောင်းကိုအတိမပြတ်တင်တယ်လို့ထင်ပါတယ်။ဒီနေရာမှာကျမနည်းနည်းသလိုမတူချင်းတဲ့အချက်တစ်ခုရှိနေတယ်။ခမိုင်းချက်တွေတဲကစကလုံးတွေရဲ့နောက်ွယ်ကမတိချမှုရေကိုကျမတို့ပို့ပြီးအလေးကားဖို့လိုတယ်။ရှင်ပြောထားတဲ့ နောက်ဆုံးမောင်နိုင်ဖြစ်နိုင်တယ်ဆိုတဲ့အထုံးလုံးကိုပဲကြည်လေဖြစ်လိမ့်မည်လို့အပြမပြောထားဘူးဖြစ်နိုင်တယ်ဆိုတဲ့စကားလုံးမှာမတိချမှုအများကြီးပါဝင်နေတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီခမန်းချက်မှာပဲနောက်ဆက်တွဲအချက်တစ်ခုပါနေတယ်။ ီဇင်ဘာ9ရက်နေ့လောက်မှာဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကနေလေပွဲလိုင်းဒါမှမဟုတ်လေဖြစ်အနေရဲ့ဝန်တစ်ခုတောင်ရုပ်ပင်လယ်တဲကိုထပ်ဝင်လာနိုင်သေးတယ်လို့ဆိုထားတယ်။ပြီးတော့ရေခီစုံကမုန်တိုင်းဖြစ်မလာနိုင်ရှင်ဆိုတဲ့ကန့်တက်ချက်နဲ့ပြောထားတာ။ဆိုလိုတာကအဲ့ဒီလေဖြစ်အနေရဲ့ဝန်တာအကောင်းလာရဲ့နောက်ထပ်မုန်တိုင်းတစ်လုံးဖြစ်လာနိုင်သေးတယ်ဆိုတဲ့သဘောပဲလေ။ဒါကပါကိုပြနေလဲဆိုတော့မိုးလင်းဝထပညာရှင်တဲ့ကိုလိုင်းကဒီဒေတာတွန်းကလေထုမတည်ငြိမ်မှုကြောင့်မုန်တိုင်းရာသီတကယ်ပြီးပြီလားဆိုတော့ကို အပိုင်မပြောရတည်ဘူးသူတို့ကိုယ်တိုင်မတိချမှုတွေကိုဝန်ခံထားရတဲ့အချိန်မှာကျမတို့ကတော့စိတ်ချလို့ရပြီလို့အပြစ်တက်ကောက်ချက်ချက်လိုက်ဖို့ကအရင်ဆောလုံးနေတယ်လို့ကျမချင်တယ်အနစ်ချုပ်ရရင်တော့လက်ရှိတရားဝင်ထူပြန်ထားတဲ့အချက်လက်တွေခံမှန်းချက်တွေအရာစိုက်ကလုန်းမုန်တိုင်းတိဝါဟာမြန်မာနိုင်ငံကိုတိုက်ရိုက်ချင်းချောက်မှုမရှိဘူးလာမယ့်နိုဝင်ဘာလ30ရက်နေ့နဲ့နောက်ရက်တွေမှာမြေပြည်တော်ရန်ကုန်မန္တလေးအပါအဝင် ကုန်းတွင်းမှရာထူးဥရုဟာတာယာနေမှာဖြစ်ပါတယ် မြမပင်လယ်ပင်တွာလာရေးအတွက်တော့လှိုင်းအမိ၅ဘေကနေခွန်ဘေအထိရှိနိုင်တဲ့အတွက်ကြိုတင်တတိပြုဖို့လိုအပ်ပါတယ်။ဒါပေမဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ပီတူလူလူအနေနဲ့အလွန်မြင့်ဆိုးရင်ထိလန့်စရာမရှိတဲ့ချင်းနေလို့ခိုင်ခိုင်မာမာဆိုနိုင်ပါတယ်။ဂျမဘက်ကတော့မုံတိုင်းတစ်ခုရဲ့လန်ဒောင်းတစ်ခုတည်းကိုပဲကြည်ပြီးစိတ်အေးရမဲ့အချင်းနေမဟုတ်ဘူးလို့ပဲထလောင်းပြောချင်ပါတယ်။မင်္ဂလာပင်လျောညေတောင်တရုတ်ပင်လဲပင်ညီမှာမုံတိုင်းမြောက်စွာတပိုင်နဲ့တည်းဖြစ်ပေါ်နေခြင်းရဲ့နောက်ွယ်က ဒေတာတခုလုံးရဲ့လီထုမေတီငိမ်မှုနဲ့မိုးဒီဝတ္တခမန်းချက်တွေရဲ့မတိချနိုင်မှုတွေကိုပါထည့်သွင်းစဉ်းစားရပါမယ်။ဒါကြောင့်အန်တရမရှိဘူးလို့အပြီးတက်ောက်ချက်မချားသေးပြဲတတိနဲ့စောင့်ကြည့်လေလာတဲ့ကာလတခုအဖြစ်ရှုမြင်တာကပိုပြီးဘေးကင်းလုံခြုံတဲ့ချင်းကမှုဖြစ်မယ်လို့ယုံကြည်ပါတယ်။ဟုတ်ကဲ့ဒီနေ့ဆွေးနွေးမှုကိုကြည့်ရင်မြန်မာနိုင်ငံကုန်းတွင်းပိုင်းအတွက်ချက်ချင်းလက်ငဲအနေရကြီးကြီးမားမားမရှိဘူးဆိုတဲ့အချက်ကိုတော့ကျွန်တော်တို့နှုတ်ဦးစလုံးလက်ခံကြပါတယ်။ဒါမဲ့ခင်ဗျားထောက်ပြသွားသလိုပဲ ဒီလိုရှုပ်ထွေးရဲ့မိုးလေဝသအခြေအနေတွေကိုရှုထောင့်မျိုးမျိုးနဲ့တုံးသက်ခြင်းဟာအနာဂတ်တော့ဂျိုတင်ပြင်ဆင်မှုနဲ့အခြေအနေကိုပိုးပြီးနက်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 နားလဲစေဆိုတော့အမှန်ပါပဲအဲ့ဒီအချက်ကိုတော့ကျမလည်းအပြည့်အဝသဘောတူပါတယ်ဒီလိုရှုထောင့်မတူတဲ့အမြင်တွေကိုဆွေးနွေးရတာကပဲအဖြစ်တစ်ခုကိုဗတ်ပေါင်းစုံကနေမြင်နိုင်ဖို့အထောက်အကူပြုတာပေါ့ဒီမုန်တိန်စနစ်တွေရဲ့အနာဂတ်ဟာဘယ်လိုဆက်ဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီးဆက်လက်လေ့လာစရာတွေစောင့်ကြည့်စရာတွေအများကြီးရှိနေပါသေးတယ် MM သင်္ကမိတ်ကြိုးစိုးပဲ like လုပ်ပေးပဲ comment ပေးပဲ share ပေးပဲပြင်တွင် subscribe လုပ်ဖို့မပေးပေးနဲ့နော်